နေလာပါရှင်။ဘာမကိတ်စပေါ့ချန်နယ်ကနေကြိုဆိုလိုက်ပါရယ်။ညီမကတော့မြတ်သူသူကိုပါ။အခုတစ်ဆက်ပေးမယ့်ကတော့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အတွက်ထူးခြားတဲ့အားစားသတင်းတွေကိုတစ်ဆက်ပေးပါတော့မယ်ရှင်။ မယူနီးပြအင်မိုရင်ကသူ့ငါသမားတွေဟာနီးပြပြောင်းလဲမဖြစ်စေပဲသူ့ကိုအတင်းမှာဆက်ရှိစေခြင်းနဲ့ဆိုတာကိုစစ်သားလဲကိုအနိုင်ရခဲ့တဲ့ပွဲမှာမြင်ခဲ့ရတယ်လို့ပြောကြားခဲ့တဲ့တဲ့တင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်အီမိုရင်ကစနနနဲ့ပွဲမှာစတော့ကသမားတွေဟာအကောင်းဆုံးကစားခဲ့ကြပါတယ်။အရင်ပွဲတွေမှာမြင်ခဲ့ရတဲ့အားနည်းချက်တွေမရှိသလောက်ဖြစ်သွားသလိုစွဲနိုင်သမျှအားထုတ်ကစားခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီလိုကစားပြီးအနိုင်ရနဲ့ယူခဲ့ရကနောက်သမားတွေအနေနဲ့နီးပြပြောင်းလဲမလုပ်ချင်ဘူးလို့လို့ပြခဲ့တဲ့သဘောဖြစ်ပါတယ်။အသင်းတိုင်းကစားပုံဆိုတာကဒီလိုမျိုးဖြစ်နေရမှာပါလို့ပြောကြခဲ့ပါတယ်။မန်ယူသင်းပိုင်ရှင်တွေဘက်ကဆက်စပ်နဲ့နဲ့ပွဲမှာမြင်ရတဲ့ခြေစမ်းပိုင်းမုံမူတီးပြီးအီမိုရီရဲ့အနာဂတ်ကိုဆုံးဖြတ်မယ်လို့ဒနေ့နေ့ထပ်ပေါ်ဟားတာကြောင့်လေအီမိုရီကအကောင်းဆုံးစူးစမ်းခဲ့တဲ့ရသမားတွေကသူ့ကိုအသင်းမှာဆက်ရှိစေချင်တယ်လို့အစွမ်းကိုစူးစမ်းခဲ့တာဖြစ်တယ်ဆိုတဲ့သဘောပြောကြားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြို့နယ်တိုက်စစ်မှူးဟာရီကင်ဟာဖရက်ရှ်ဘက်ကိုအနိုင်ရခဲ့တဲ့ပွဲမှာသွေးယူခဲ့တဲ့ဂိုးကြောင့်ဘော်ဒန်နီကာမှာမရှိဘူးသေးတဲ့စံချိန်သစ်တစ်ခုကိုထပ်မံပိုင်ဆိုင်သွားခဲ့တဲ့တဲ့င်းကိုဆက်လက်တိဆက်ပေးပါအောင်မရှင်။ဟယ်ရီကိန်းဟာဘိုင်ယန်မြူနစ်အတွက်ဒီနှစ်ဘောလုံးရာသီမှာဘွန်ဒန်လီကာပွဲစဉ်6ပွဲကစားပြီးချိန်မှာ17ဂိုးအထိသွေးယူနိုင်ခဲ့ပြီးဘွန်ဒန်လီကာပြိုင်ပွဲသမိုင်းမှာ6ပွဲကစားပြီး17ဂိုးအထိသွေးယူနိုင်တဲ့ပထမဆုံးသမားဆိုတဲ့စံချိန်ကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာဥရောပထိပ်တန်းလီ၅ခုမှာဂိုးတရာပြည့်အောင်အမြန်ဆုံးသွင်းနိုင်တဲ့ကားသမားဆိုတဲ့စံချိန်ကိုပိုင်ဆိုင်ခဲ့ပြီးနောက်မှာဘွန်ဒန်လီကာမှာမရှိဘူးသေးတဲ့စံချိန်ကိုထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဟယ်ရီကိန်းဟာပွဲစဉ်85မိနစ်မှာဒဏ်ရာရသလိုဖြစ်တာကြောင့်လူစားလဲခဲ့ရပေမဲ့ဒဏ်ရာတာမဟုတ်ဘူးလို့ဘိုင်ယန်မြူနစ်ဘက်ကအတည်ပြုခဲ့တာကြောင့်အင်္ဂလန်သင်းရဲ့ကမ္ဘာဖလားချစ်စစ်ပွဲစဉ်တွေမှာပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ စင်းနီးပြမာရက်ကဟာလီဗာပူးကို နိုင်ရခဲ့တဲ့ပွဲမှာအလိုကျွန်းအောင်ပွဲခံခဲ့တာကြောင့်အနီကန်းနဲ့ထုတ်ပယ်ခံခဲ့ရတဲ့တင်းကိုဆက်လက်တိဆက်ပေးပါမယ်။မရက်ကချဲစီရခဲ့တဲ့အနိုင်ကိုကိုအစတာပေါင်းကသင်ယူပြီးဂျောက်ကန်မော်ကန်နဲ့အလန်တိုင်းနာမှာအောင်ပွဲခင်စိန်မှာကစားသမားတွေနဲ့တွေ့ပြီးအောင်ပွဲခင်ခဲ့တာဖြစ်ပါတယ်။ ။ဒါ့အပြင်မော်ရက်ကဆဲစီပြိသက်တွေကြားမှာလေထဲကိုလက်သီးနဲ့ထိုးပြီးအလွန်ကျူးအောင်ပွဲခင်ခဲ့ရတဲ့ကြောင့်ကွင်းနဲ့တိုင်းကနှစ်ဝါးတနည်းနဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။မော်ရကာကအပြတ်ခံရတဲ့အနီကက်ဟာချယ်ဆီအတွက်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၄စီမြောက်အပြတ်ခံရတဲ့အနီကက်လည်းဖြစ်ခဲ့ပါဗျာ။ မရကရဲ့အလိုကျိုးအောင်ပွဲခံပုံကချဲစီနိပြဟောင်းမော်ရီဟွန်ကမန်ယူကိုပေါ်တိုနဲ့ချန်ပီယံလိပြိုင်ပွဲမှာအနိုင်ရခဲ့တော့ကအိုးထွက်ဖို့ခွဲမှာအောင်ပွဲခံခဲ့တဲ့ပုံစံနဲ့တူခဲ့တယ်လို့လည်းသိရပါဗျ။မရကကရှုပ်ပွဲတွေကရုံထွက်ဖို့တိချသွားတာကြောင့်အရန်ပြိုပြီးအောင်ပွဲခံခဲ့တာဖြစ်တယ်လို့နိုင်ပွဲပြင်ရခဲ့တာကြောင့်အနိကအပြခံရတာကတန်တယ်လို့ပြောကြခဲ့ပါဗျ။ခုတစ်ဆက်ပေးခဲ့တာတွေကတော့ဘာမာဂိတ်ရဲ့ထူးခြားတဲ့အားကစားသူတွေပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုစနစ်တက်တယ်ဆိုရင်ဘာမကဲရဲ့ဗီဒီယိုထဲမှာ comment လေးကြီးပေးခဲ့ကြပါဦးနော်ဒီဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်